အားလုံးပဲမင်္ဂလာပါဒီကလေးမှာကျွန်တော် sharing လုပ်ပေးချင်တာကတော့ကျွန်တော်တို့ Facebook page မှာပဲဖြစ်ဖြစ် YouTube အကောင့်မှာပဲဖြစ်ဖြစ်ပေါ့နော်အစပိုင်းကတော့ကျွန်တော်တို့တင်နေများဗီဒီယိုတွေကလူတအားကြည့်တယ်ဗျာအခုလိုမျိုးတအားကြည့်တယ်တအားထောင်တက်နေတယ်ပေါ့နော်အခုလိုမျိုးကြီးတိတိတသားကြီးထိုးစင်းကြသွားတယ်ပေါ့နော်ဘာကြောက်ကြသွားတာလဲဆိုတာလေးကိုကျွန်တော် sharing လုပ်ပေးချင်တယ်အကျွန်တော်တို့ YouTube Facebook အကောင့်မှာပဲဖြစ်ဖြစ်ပေးမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ Facebook အကောင့်ကငွေဝင်သည်ဖြစ်စေငွေမဝင်သည်ဖြစ်စေဒီချက်လေးကဝင်စစ်ကြည့် အဲကျွန်တော်ရဲ့မိတ်ဆွေမှာဒီလိုမျိုးဒီညာဘက်ကဒီဘယ်ဘက်ကလိုမျိုးပေါ့နော်အဲဒီလိုမျိုးပြစ်ချက်တစ်ခုရှိနေမယ်ဆိုရင်ကျွန်တော်ရဲ့မိတ်ဆွေရဲ့အပေကအမြင်ပိုင်းတွေထိရောက်မှုမရှိဘူးပေါ့နော် monetization အောင်ဒီဖြစ်စေမအောင်ဒီဖြစ်စေအဲကျွန်တော်တို့ပေးရ recommendation ကအမြင်ပိုင်းကိုတော့ထိမ့်သိမ့်မှုလို့လေကျွန်တော်တို့ရဲ့ပေးဒီအကောက်တွေမှာဒီနေရာကိုဝင်စစ်ကြည့်ဒီနေရာမှာကျဲကဒီလိုမျိုးပြိတ်နေတယ်ဆိုရင်အမိတ်ဆွေတင်တယ်မြအပို့ဒီမှာ view မရှိဘူးပေါ့နော်ဒါကတကယ်တမ်းကဒီကောင်ကအောင်နေတယ်ဆိုရင်ဒီကျဲလေးကဒီနေရာမှာအကျဲလေးလိုက်မြန်းများလေးပေါ်ပေးနေတယ်ပေါ့နော် အတားလေးကိုဘယ်လိုမျိုးဝင်ကြည့်ရလဲဆိုတာလေးကိုကျွန်တော် share လုပ်ပေးမယ်ဒီ page ကတော့ဒါကျွန်တော်ကိုစာပေအပ်ထားတဲ့အကိုတယောက်ရဲ့ page လေးပေါ့နော်အဲသူ့ရဲ့ page ကပထမရက်က monetization ရက်သွားတယ်ဗျ monetization ရက်သွားတာဖြစ်တဲ့အတွက်ဒီလိုမျိုးကြာသွားတယ်ဒါကိုကျွန်တော်အယူခံယူပြီးတော့ပေါ့နော်အဲသူ့ရဲ့ monetization ကြာတဲ့ page ကိုလုံးဝအဲအားလုံးစိမ့်သွားအောင်မလို့ recommendation စိမ့်အောင်ထည့်ရအောင်ကျွန်တော်ကူညီပေးထားတာပေါ့နော်အဲ့သူ့ရဲ့ပေဒီဘက်ကစကွင်ချက်လေးချက်ကြည့်တယ်အဲကျွန်တော်ယူထားတာရှိတယ်။သူကဒါလေးအဲ့သူ့ရဲ့ပေကိုဒီမှာပေါ့နော် အမ်မိုနီနိုက်ထရိတ်ချင်းကျသွားတာဖြစ်တဲ့အတွက်ဒါကျွန်တော်ကချက်ချင်းပဲဒါကျွန်တော်ပြန်ယူပေးထားတာပေါ့နော်အဲသူရဲ့ပေးဒီဘက်မှာစကွင်ချက်လေးတွေနဲ့ကျွန်တော်ပြပေးထားရှိဒီမှာအဲသူရဲ့ဒီပို့လေးတစ်ခုကိုသူတင်လိုက်တယ်တင်လိုက်တော့ဖြတ်ချလိုက်တယ်ဖြတ်ချပြီးတော့လုံအောင်ပိတ်ခံထိသွားတာပေါ့နော်ဒီကိုရဲ့ပေးဒီအဲဒါလေးကိုတော့ကျွန်တော်ကအစအဆုံးအခုကူညီပေးသွားနိုင်ပြီပေါ့နော်အဲအစပိုင်းကဒီမှာအဲဒီမှာဒီလောက်တိကိုသူပိတ်ပလိုက်တာနော်အဲကန့်တက်ချက်ကဒီလိုမျိုးပိတ်ပလိုက်တယ်ဒီနေရာမှာလုံအောင်ဒီနေရာမှာအတိပိတ်ဖြစ်နေရမယ်ပေါ့နော်ဒီနေရာကဒီလိုမျိုးဖြစ်နေတယ်ဆိုရင်အဲမိတ်ဆွေရဲ့ ပေ့မှာပဲဖြစ်ဖြစ်အကောက်မှာပဲဖြစ်ဖြစ်ပေါ့နော်အဲဗီဒီယိုလေးကြိုက်တဲ့လောက်တင်လူမကြည့်ဘူးအများကြီးထိအောင်မှုမရှိဘူးပိတ်ထားတာပေါ့နော်အဲမော်နီတာချင်းကြားတယ်ရီကမန်ဒေးရှင်းနဲ့ပိတ်တယ်ဒီလိုမျိုးဖြစ်တယ်ဆိုမကောင်းဘူးပေါ့နော် အဲ့ဒါလေးကိုဒီနေ့တော့ဒါအစအဆုံးပေါ့နော်အဲကျွန်တော်ကုညီပေးသွားနိုင်ပြီသူရဲ့ပေးလေးပေါ့နော်အားလုံး okay သွားပြီပေါ့နော်အဲဒီကိုရဲ့ပေးလေးကိုလည်းအသွားရောက်လေ့လာလို့ရပါတယ်ဒီကိုရဲ့ပေးလေးမှာဒါစေချောင်းနဲ့ပတ်သက်တာလေးတွေပေါ့နော်အသူတည်ထားတာတတ်ထားမှတ်ထားတာလေးတွေကိုယနေ့တော့အဲ sharing လုပ်ပေးထားတဲ့အဲပေးလေးပေါ့နော်အဲဒီပေးလေးမှာသွားပြီးလေ့လာလို့ရတယ် okay ဒါဆိုရင်ဒီချက်တွေကိုကျွန်တော်ရဲ့ message ကဘယ်လိုမျိုးဝင်စေရမလဲဆိုရင်ပေးသေးကိုဝင်လိုက်ပေါ့နော်အဲပေးသေးကိုရောက်လာပြီဆိုရင်ဒီဘက်က profile နေရာလေးရှိတယ်အဲ့ဒီနေရာလေးကိုတစ်ချက်နှိပ် โอเคနှိပ်ပြီးသွားပြီဆိုရင်ဒီမှာစတင်ပုံလေးရှိတယ်အဲ့ဒီစတင်လေးကိုတစ်ချက်နှိပ်အနှိပ်ပြီးတော့ကျွန်တော်ရေးမချက်ကနည်းနည်းလေးဆွတ်တင်လိုက်အဲဆွတ်တင်လိုက်ဆွတ်တင်လိုက်ပြီးတော့ဒီမှာ paste at ဆိုတာရှိတယ်เนาะအဲ့ဒီနေရာလေးကိုနှိပ်အသွားတာကတော့ကျန်တဲ့နေရာကသွားလို့ရတယ်ပေါ့เนาะဒါကျွန်တော်ကအားလုံးရှိတဲ့နေရာကိုခေါ်လာတာပေါ့เนาะဒီနေရာကိုရောက်လာပြီအဲရောက်လာပြီဆိုရင်ကိုယ့်ရဲ့ pay ရဲ့ပြစ်ချက်လေးတွေကိုဒါကျွန်တော်တို့ကကြည့်မှဖြစ်တယ်ဒီမှာ down ပုံလေးနဲ့ရှိတယ်เนาะ pay recommendation ပေါ့เนาะဒီနေရာလေးပေါ့เนาะကျွန်တော်များထောက်ထားတဲ့နေရာလေးကိုတစ်ချက်နှိပ် โอเคနှိမ့်လိုက်လေဆိုရင်ဒီလိုမျိုးဖြစ်နေရမယ်เนาะအဲဒီမှာကြည့်အဲဒီဘက်နဲ့ဒီဘက်နဲ့မတူဘူးเนาะအဲဒီဘက်ဒီလိုမျိုးကျဲလေးတွေကသူ့မှာပထမရက်ကအဲဒီလိုမျိုးဖြစ်နေတယ်ဗျာအဲကျွန်တော်တစ်ချက်ပြပေးမယ်โอเคဒီလိုမျိုးဖြစ်နေတယ်ဒီလိုမျိုးဖြစ်နေတယ်ဆိုရင်အဲဒီပေ့ပဲเนาะအဲဒီလိုမျိုးဖြစ်နေတယ်ဆိုရင်ဒီပေ့ကဗီဒီယိုကြိုက်တက်လောက်တင်လုံးဝလူမကြည့်ဘူးထိရောက်မှုမရှိဘူးအဲဒါကတော့โอเคသွားပြီဗောနော်အားလုံးโอเคသွားပြီဒီအကိုရဲ့ပေ့လေးကိုဒါကျွန်တော်လုတ်ပေးလိုက်တာအဲပြန်ပြီးတော့တန့်ရှင်းလုတ်ပေးလိုက်တာဗောနော် โอเคဒီလိုမျိုးလေးပေးလေးတွေကိုထိမ့်သိမ့်ပါမိတ်ဆွေရဲ့ပေးလေးတွေကိုဝင်စစ်ကြည့်တကယ်လို့ဒီဘက်ကလိုမျိုး error တက်နေတဲ့အကိုဘယ်လိုမျိုးဖြေရှင်းရမလဲဆိုရင်လည်းအဲကျွန်တော်စီမှာလာပြီးတော့စာပိတ်ကြီးလို့ရပါတယ်အတချို့ဒီနေရာမှာကျွန်တော်တစ်ခါတည်းစာပိတ်ကြီးပါတစ်ခါတည်းပြောလိုက်မယ်เนาะအစာပိတ်ကြီးကဘယ်လောက်ပေးရတာလဲအကိုအကိုစာပိတ်အခက်ဘယ်လောက်ပေးရတာလဲเนาะကျွန်တော်ကစာပိတ်လာအဲ့လိုစီရင်ဘယ်လောက်ပေးရလဲဆိုတာက အမေဆွေစေတနာရှိတဲ့လောက်ပေးပါစေတနာရှိမှပေးစေတနာမရှိဘူးဆိုတော့မပေးတဲ့ရတယ်ပေါ့နော်အကျွန်တော်ကအကူညီပေးုံတတ်တတ်ပေါ့နော်အကျွန်တော်စင်ရန်နေပါတယ်လည်းယူတာမရှိဘူးပေါ့နော်အကျွန်တော်မှစားပြဘယ်သူပဲဖြစ်ဖြစ်ပေါ့နော် ကိုယ်ကိုစားပစ်လာရတဲ့ကိုယ့်ရဲ့ပေးလေးကမကောင်းလို့စားပစ်လာရတဲ့တချို့ကြတော့လေအဲစားပစ်အပ်တာနဲ့အဲစင်ရန်ဆိုပြီးတောင်းတာရှိတယ်ပေါ့နော်ကျွန်တော်ဒီမှာစင်ရန်လည်းကျွန်တော်မတောင်းဘူးအဲကျွန်တော်ဒီမှာစားပစ်လာရလို့အဲကိုယ့်ရဲ့ပေးလေးကကောင်းသွားပြီ okay သွားပြီငွေတွေပါတယ်ပုံမှန်ပြန်ဝင်သွားပြီဆိုမှပေးအဲကျွန်တော်မှစားပစ်လာရလို့ အလုံး okay တယ်ပုံမှန်တိုင်းလေးပြန်ကောင်းပြီဆိုမှပဲလာပြီးတော့စားပစ်လာပြီးတော့အကျွန်တော်ကဘာမှမလုပ်ပဲနဲ့ကျွန်တော်စည်ရန်မယူဘူးအတချို့ကြောက်လေအကိုကစည်ရန်ဘလောက်ပေးရမှာလဲဗောနကျွန်တော်စည်ရန်လည်းပေးစရာမလိုဘူးစားပစ်ကြီးတယ်ကျွန်တော်ရဲ့မိစေကစေတနာရှိမှပေးမိစေရဲ့ပေးကိုကျွန်တော်လုပ်ပေးလိုက်လို့အလုံး okay တယ်ကောင်းသွားတယ်သဘောကျတယ်စိတ်ချမ်းသာသွားပြီအာဒီညီလေးကိုငါဒီလိုမျိုးပေးမယ်ဆိုမှကျွန်တော်ကပေးမပေးလဲကျွန်တော်မယူဘူးဗောနဒါကြောင့်ကျွန်တော်စားပစ်ကြီးကအမြဲတမ်းမေးကြတယ်စည်ရန်ကဘလောက်ယူပါလဲဗောနစည်ရန်လည်းမယူဘူး အစားပစ်ကြတဲ့စေတနာရှိမှပေးမပေးလဲရတယ်ပေါ့နော်ဒီကိုရဲ့ပေးလေးဆိုရင်အဲကျွန်တော်ကိုအတမင်တော်ကုတိထဲထားတော့မဖြုတ်ခိုင်းတော့မဖြုတ်ဘူးအဲအကိုအမြဲစစ်ပေးပါအကိုအမြဲကြည်ပေးပါဆိုပြီးတော့ပေါ့နော်ဒါစားပစ်အပ်ထားတဲ့ပေးလေးပေါ့နော်အဲဒါကြောင့်ပေးဒီမှာအဲဒီကိုရဲ့ပေးကားဒီမှာကြည်ပြတိတိတတာတအားယူထိုးဆင်းသွားတာပေါ့နော်သုံးမိုနီတာရှင်အောင်ထားတာပဲဒါပေမဲ့ကြာသွားပြီပေါ့နော်အဲကြာသွားတော့ကျွန်တော်အယူခံယူပြီးတော့အားလုံး အဲ okay တော့လုတ်ပေးထားတာပေါ့နော်အဲဒီမှာ monetization တော့ကြည့်အားလုံးပေါ့နော်အဲဒီတိုင်းဒီနောက်တစ်ချက်ကဒီနေရာကလည်းကြည့်လို့ရတယ်ဗျအဲဒီ personal တဲ့ပုတ်တော့သွားပြီးတော့ဆွတ်တင်ပြီးတော့အဲဒီမှာထို့ဆိုတာလေးရှိတယ်ပေါ့နော်အဲထို့လေးကိုနှိပ်အဲနှိပ်ပြီးတော့နည်းနည်းလေးဆွတ်တင်လိုက်ဆွတ်တင်ပြီးတော့ဒီမှာ pay recommendation ပေါ့နော်ဒီနေရာလေးကိုတစ်ချက်ကြည့်အဲဒီဒီနေရာကတော့ကျွန်တော်ရဲ့မိတ်ဆွေရဲ့ pay မှာပေါ့ pay မှာပဲဖြစ်ဖြစ်ရိုးရိုးကောက်ကောက်နဲ့ pay ပုံစံပြောင်းထားတာပဲဖြစ်ဖြစ်ပေါ့နော် အဒီနီယာလေးတွေကကျဲလေးတွေကဒီလိုမျိုးလေးတွေပေါ်နေပို့လို့တယ်ဗျအဲတချို့ဆိုရင်ဒီညာကျက်ချစ်ကလေးကဒီလိုမျိုးလေးဖြစ်နေတယ်ကျဲလေးကနည်းနည်းပွင့်နေတာရှိသေးတယ်ဒါဆိုရင်တော့အချင်းနေသိမ့်မကောင်းဘူးအကောင်းဆုံးကတော့ဒီနီတာဖြစ်အောင်လုပ်ဖို့လိုတယ်ဗောနော်အဒီနီတာဖြစ်ဖို့လဲဒါကျွန်တော်ညီမစားပစ်ယူလို့ရတယ်ကျွန်တော်ပြောသလိုပဲစားပစ်ကြီးကတော့စေတနာရှိသလောက်ပဲမပေးတယ်မိအဲပြဿနာမရှိဘူးဗောနော်โอเคနောက်တစ်ချက်အောက်က modernization ကိုတစ်ချက်နှိပ်ကြည့်အဲ modernization မှာနှိပ်လိုက်ရင်လေအဲကျွန်တော်တို့အဲဒီလိုမျိုးလေးဗောနော်အဲကျဲလေးကပေါ်နေတယ်အဲဒီနီယာလေးကိုတစ်ချက်နှိပ်ကြည့်အဲနှိပ်ကြည့်ရင်ဒီနီယာလေးမှလည်း အားလုံး okay နေတယ်ပေါ့နော်အဒီလိုမျိုးအစိမ်းကြီးတွေရှိနေရမှတချို့ဆိုရင်အနီလေးတွေပေါ့နော်အဒါလေးတွေမျိုးတွေဖြစ်နေတယ်ဆိုရင်လည်းကျွန်တော်မှစာပြေလာယူလို့ရပါတယ်အကျွန်တော်ပြောသလိုပဲစာပြေကြီးကတော့မိတ်ဆွေအစဉ်ပြေမှပေးပေါ့နော်အစဉ်မပြေလို့ဆိုတဲ့အရာပါတယ်ကိုရီတီကျွန်တော်မှစာပြေရပြီးတော့ပတ်စံမပြေတဲ့မိတ်ဆွေတွေလည်းအများကြီးရှိပါသေးတယ်ဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကတော့ဆရာလည်းမဟုတ်ဘူးအဲကျွန်တော်လည်းလေးလာတင်ယူနေတဲ့ဖြစ်တယ်ပါနော်ကျွန်တော်သိတဲ့ပညာလေးနဲ့အဲကျွန်တော်ရဲ့မိတ်ဆွေတွေကိုစေတနာတန်တန်နဲ့ကူညီပေးခြင်းဖြစ်ပါတယ် အဲတချို့ကြတော့အကိုအကိုရဲ့ပုံဟင်းကြီးနဲ့စာပေယူနေတာရှိတယ်ပေါ့နော်အဲကျွန်တော်ကိုစာပေယူမယ်အတော့မယ်ဆိုရင်အဲဖုန်းခေါ်ပါဗီဒီယိုခေါ်နဲ့ပြောပါတေချာစိတ်ချလူမှန်မှကျွန်တော်မှာစာပေအပ်ပေါ့နော်အဲကျွန်တော်ရဲ့အကျွန်တော်ရဲ့ပုံနဲ့ကျွန်တော်ရဲ့ provider နဲ့စာပြီးယူပြီးတော့ဝန်ဆောင်ပေးနေလို့လင်ခံထိသွားတယ်ညာခံထိသွားတယ်ဆိုတော့ကျွန်တော်တာဝန်မြေဘူးပေါ့နော်အကျွန်တော်ကိုစာပြီးအပ်မယ်ဆိုရင်ဗီဒီယိုခေါ်နဲ့ခေါ်ဒီညီလေးကမှန်ကန်မှုရှိမရှိပေါ့နော်စကားပြောပြီးမှကျွန်တော်ကိုစာပြီးအပ်ပါဟုတ်ကဲ့ပါအားလုံးကိုကျေးဇူးတင်ပါတယ်